မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီတစ်ခါတော့2025ခုနှစ်မတ်လ21ရက်နေ့ကနေလာကုန်အထိတနင်္လာသားသမီးမိတ်ဆွေတွေအတွက်ဆရာကကြည့်ပေးမှာဖြစ်တယ်တနင်္လာသားသမီးမိတ်ဆွေတွေပြီးလို့အခုတနင်္လာလှည့်ရောက်ပြီတနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဆရာကိုဒီဗီဒီယိုလေးကိုရှယ်ပေးသွားကြပါဦးအသေးလေးလည်းနှိပ်ပေးသွားကြပါဦးကျေးဇူးတင်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာ အောင်မြင်ခြင်းတွေအလိုရှိနေတယ်များစွာเนาะတကယ်ကိုဖြစ်တည်ခြင်းနေတာကိုကမပြီးသေးဘူးဆန္ဒကြီးဆောပြီးတော့ဒါကိုဖြစ်ခြင်းတဲ့စိတ်တွေများစွာဖြစ်ပေါ်နေတာမျိုးဒါကိုမဖြစ်မနေငါအရာကိုရရှိရမယ်ရကိုအောင်ကိုအောင်မြင်ရမယ်ဆိုပြီးတော့မိမိလုပ်တဲ့အပေါ်မှာ confident အပြည့် level အပြည့်မိမိရဲ့စိတ်ဆန္ဒပြင်းပြမှုအပြည့်ဖြစ်နေတယ်တကယ်ကိုလည်းလှုပ်ယူရင်ကောင်းတယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေလက်ရှိရှိနေတဲ့ကံဟာလက်ရှိရဲ့မိမိရောက်ရှိနေတဲ့ကံဟာတည်ကြတယ်အောင်မြင်မှုတွေရရှိမယ်ရှေ့ဆက်လှုပ်ဆိုတော့ ကာလအဆုံးဖြတ်ကိုရောက်ရှိနေသောကာလကိုကိုကိုယုံကြည်မှုတွေများစွာရှိနေသောကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ကြားမှာ ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့မိမိအနေနဲ့ခရီးသွားရတာမျိုးလေးတွေလှုပ်လိုက်တာမျိုးကျမ်းမာရင်းနဲ့ပတ်သက်ရင်ဆရာသမားအပြောင်းလဲစီဝါအပြောင်းလဲလေးတွေကုလိုက်လို့ရှိရင်ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငကူကနာတာရှိဖြစ်နေတဲ့ကျမ်းမာရေးတော့တပံပြန်ပြီးတော့ကောင်းမွန်လာတာမျိုးလေးဖြစ်ရတတ်တယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေကယူဆိုင်ပါအမျိုးသမီးတွေဖြစ်တတ်တဲ့အမျိုးသမီးယောဂါလေးတွေနဲ့ပတ်သက်လာရင်တတိထားစင်ကြရန်လိုအပ်ပါတယ်အမျိုးသားများအနေနဲ့ကတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာအတတ်နိုင်ဆုံးလောလောလောမမောင်းပါနဲ့တတိထားစင်ကြမှာကယူဆိုင်ပါအဲ စနလိုပဲထိခိုက်ချနာမှုလေးတွေစိတ်မထင်မင်းမထင်သလိုဖြစ်တတ်တော့ကလာကြောင်းတတိထားစဉ်ရန်လိုအပ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်မရတာမျိုးလေးတွေဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲမှာမရဘဲနဲ့လုပ်ငန်းကြောင်အလုပ်ကြောင်မိသားစုကြောင်အိမ်ကြောင်ဆိုပြီးငွေကြေးနဲ့ပတ်သက်ရင်ရင်းရတာမျိုးတွေဝင်တော့ဝင်တယ်လက်ထဲမှာပြရစရာမရှိတာမျိုးငွေကြေးနဲ့ပတ်သက်ရင်ရှိတော့ရှိတယ်တကယ်တမ်းလက်ထဲမှာပြစရာမရှိဘူးနမိခံပဲရှိနေတာမျိုးငွေကြေးနဲ့ပတ်သက်ရင်လိုတာထပ်ပို့ပြီးတော့ရင်းနှီးလိုက်ရတာမျိုးလေးတကြောင် စိတ်တိုင်းမကြတာမျိုးငွေကြီးနဲ့ပတ်တိုင်ငွေမတ်မီငွေခင်တို့မတ်ရွှေခင်တို့ကတော့လက်ရှိမှာတော့ငွေကြီးပြန်ဆရာလို့ဖြစ်နေပြီတဲ့ငွေပြရင်အသက်ရှူကြီးကျလာတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်တိုင်ရင်တို့တော့စိုးရိမ်စရာတော့မလိုဘူးအောင်မြင်မယ်အဆင်ပြေမယ်တိုးတက်မယ်မိတ်ဆွေတို့နဲ့ဒီအပတ်တာတော့ဒီမှာငွေကြီးနဲ့ပတ်တိုင်ရင်ဘာကိုဖြစ်ဖြစ်အဲယဉ်ထိထားတဲ့ငွေကြီးတွေဟာအချိန်ကြာပြန်လဲကောင်းမွန်လာလိမ့်မယ်လက်ထက်မှာတော့ငွေဟာမမြဲတာမျိုးငွေဟာ ဲယင်းနီထာလို့မရှိတာမျိုးဖြစ်ရတဲ့ဒါကိုလည်းစိတ်တက်မကြပါနဲ့ခင်ဗျာနော်ငွေကြေးနဲ့ပတ်သက်ဝင်လာမယ်တိုးတော့လက်ထက်ပြစရာမရှိတာမျိုးလူထင်ကြီးခံရတာမျိုးကြီးကြုံရတတ်တယ်အလုတ်အကိုင်းအလုတ်အကိုင်းနဲ့ပတ်သက်ရင်တော့ အရန်ကြီးတိုးချက်လောက်ရန်အတွက်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့ကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ဘဲနဲ့တပားသူကိုယုံပြီးလုပ်တဲ့အလုပ်တွေမှာတော့တတိထားစင်ရမယ်အထူးသဖြင့်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေကြွေတလဲကြက်တခုံလုပ်တဲ့လုပ်ငန်းလေးတွေမတိကျမရရတဲ့ကိစ္စလေးတွေကိုယင်းနီးလှုပ်ဆောင်တာမျိုးလေးတွေဟာမတိမြဲနိုင်ဘူးအဆင်မပြေနိုင်ဘူးမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ဆွေတို့အနေနဲ့တိကျတေချာသောလုပ်ကိုယ်တိုင်လုပ်ပါအဲလောင်းကြီးစားလုပ်တဲ့လုပ်တွေအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားစင်ကျင်ပေးရန်လိုအပ်ပါတယ်ဖြစ်နိုင်လို့ ရှင်ရင်မိတ်ဆွေတို့နဲ့ဒီကလာအတော်တွေမှာဆိုလို့ရှိရင်အအရန်ကြီးပေါ့ជីជីမမကြီးကိုအပေါ်မှာပြောင်းလဲတက်ရောက်မှုရှိတဲ့အလုပ်တွေကိုမရင်းနှီးမလုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်မိမိမကြွညင်တော့ level ဒီမှာရင်းနှီးလုပ်ဆောင်တာမျိုးတွေဟာသတိထားစင်နေရမယ်အလုပ်ကံရာထူးနဲ့ပတ်သက်လာရင်လည်းတစ်ခုကိုမတိကြဘဲနဲ့သေးပဲနဲ့တစ်ခုကိုဆွန့်လွတ်လိုက်ရတာမျိုးလေးတွေကြောင့်နောက်မှလည်းတစ်ဖက်မှလည်းအဆင်မပြေနဲ့နှစ်ဖက်အဆင်မပြေပဲနဲ့မိတ်ဆွေတို့အနေနဲ့တစ်ချက်တိကြတယ်လုပ်ငန်းရာထူးလုပ်ကံနဲ့ပတ်သက်ရင်ရာထူးတိုးဖို့ရာထူးတက်ဖို့တော့အားနည်းတယ်လုပ်ငန်းပြောင်းဖို့အလုပ်ပြောင်းမှုဆိုရင်လည်းတစ်ခုခုကိုတေးတေးချာချာ ေချာပြီဆိုတော့မှသာလုတ်ပါမဟုတ်ပဲဒီဘက်ကထွက်ပြီးဟိုဘက်ကလုတ်เสียမှရှိတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လက်ရှိမှာထို့အတူပဲမိတ်ဆွေတို့အနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက် လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်နှုတ်အားဖြင့်ဂတိတည်တဲ့ကိစ္စလေးတွေမှာအပြတ်သဘောလေးတွေဆောင်ရတာမျိုးလေးတွေကြောင့်မိတ်ဆွေအပေါင်းအသင်းညီကိုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲနည်းနည်းလေးစကားအပေအဖတ်တင်ပြီးတော့လက်တွေမှာအလုံးမတွင်တဲ့ကာလမျိုးတွေဖြစ်ရတတ်တဲ့အတွက်ဘာကိုလုပ်လို့စာချုပ်စာတမ်းနဲ့တိတိကျကျလုပ်ပါညီကိုမောင်နှမတွေကြောင့်စိတ်တော့ကပေးရတာမျိုးတွေစိတ်တော့ကပေးရတတ်တဲ့ဆွေမျိုးနဲ့ပတ်သက်လာရင်တနည်းလားသာသမီးတွေကဒီတစ်ပတ်တာအတွင်းတွေမှာဆွေမျိုးများအိမ်မလာရလို့ဆိုင်းဖို့တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ရဲ့ဒီအဖတ်တာအတွင်းမှာဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စ ာလေးတွေကြောင့်ရံပြဿနာအတိုက်ခိုက်လေးတွေမဟုတ်ဘဲနဲ့သူတို့ကြောင့်စိတ်ပြန်ပန်းလာတာမျိုးစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဆွေမျိုးသားချင်းကံကတော့ညံ့ပါလေမိတ်ဆွေတစ်တေရရှိတတ်ပြီးတော့ငွေကြီးကူကူညီတွေမထင်မထားပဲနဲ့နော်မမျော်လင့်ထားပဲနဲ့အခွင့်အလမ်းကောင်းတွေပေါ်လာရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်စက်တူလုပ်ငန်းတွေမလုပ်နဲ့ဦးစီးဦးဆောင်တဲ့အခါမှာကိုယ်အမိခံပြီးကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မဖြစ်ပေါ်လာသေးသောကိစ္စတွေကိုနှုတ်ကနေကြိုတင်ဖွင့်ပြောတာမျိုးတွေဟာကံရဲ့အားနည်းမှုအား အကျော်မှုကိုဖြစ်စေတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မဖြစ်ပေါ်လာသောကိစ္စတွေကိုစိတ်ထဲမှာပဲထားပြီးတော့လုပ်ပါဒါဆိုအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘာလို့ဖြစ်ဖြစ်စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတဲ့အရာတွေကိုဝုန်းကနဲ့တိုင်းကနဲ့လှုပ်လိုက်ပါအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့ကာလဖြစ်ပါတယ်ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ထိခိုက်ရှာနာမှုလေးတွေအနေငယ်ဖြစ်ရတတ်တယ်ဂယူးဆိုင်ပါဆက်ပစ္စည်းရင်နဲ့ပတ်သက်လာရင်ဆက်ပစ္စည်းရောင်းတာမျိုးဆက်ပစ္စည်းထွက်သွားတာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့ထိုကိုရောင်းလိုက်လို့မှတုံးမဟုတ်ရင်ကိုချင်မှညံ့နေတဦးတယောက်ကိုအဲခဏပေါ့အမိခံပေးထားလိုက်တာမျိုးတွေဟာကံရဲ့တိုးတက် မှုကိုရရှိဆက်ဈေးတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီး အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငကိုကဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပြန်လဲစုံစည်းရတာမျိုးလေးတွေအမွေကိစ္စလေးတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိတတ်တယ်လို့ထူးထူးခြားခြားဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တာယာမှုဒုက္ခမှုအပြည့်ကိုရရှိတတ်တဲ့အတွက်ငကိုကအဆင်မပြေသောမိတ်ဆွေများဖို့ဒီကာလတော့ဒီမှာတုံးနဲ့တူတယောက်နဲ့တယောက်ညှိနှိုင်းနေနိုင်တဲ့ဥဆောင်ဆောင်ရွက်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာတော့မှသူတို့နဲ့စတိတိုင်းမင်းနဲ့သဘောလေးဆောင်လိုက်ရင်အောင်မြင်ချင်းတုတ်တက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာကာလဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ငကိုကပြောလို့ဆိုလို့ခတ်တော့လင်းရ ောက်ျားတွေနဲ့ပတ်သက်လာရင်အုတ်ချုံမှုအသည့်ပြောဆိုမှုအသည့်ဂရိကုအသည့်လေးတွေကြောင်းငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကရရှိတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘဲပြန်လည်ပြီးတော့အေးချမ်းအောင်တည်ဆောက်နိုင်သောကာလဖြစ်တယ်။အရှိ ဟွာလူငယ်တွေအရှိအမှတော့ရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်တယ်အိမ်တော်ကြီးမှဆိုလို့ရှိရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အရှိအရှိအမှဆိုရင်တော့သမီးကြီးစားဘဝကိုရက်ဆဲပြီးတော့အိမ်တော်ပြုရန်စိတ်ဆိုင်ရန်တိုင်ပင်တာမျိုးလေးတွေဆန္ဒပြုတာမျိုးလေးတွေဟာဟိုပြောဆိုတာမျိုးလေးရအောင်မြင်ချစ်တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အပြင်စုပ်ကောလက်ကောဝင်လာတက်တဲ့သူကမေတ္တာကြီးနဲ့ပတ်သက်ရင်တင်းလာသားသမီးတွေဟာကြည့်ကြပါရဲအဟောင်းကြီးတဲ့အတ္တကလေးတွေကိုသာပြောင်းကြိုက်လိုက်ပါကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိတတ်သောအပ္ပတ္တကာလဖြစ်ပါတယ်ခင်ဗျာ ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီအတွက်ဒါတို့မှာငွေကြီးနဲ့ပတ်သက်ရင်ဘာမှတော့ထူးထူးဒူးဒူးမရှိဘူးငွေကြီးနဲ့ပတ်သက်လာတဲ့အခါသာသမိကိစ္စလေးတွေကြောင်းအလူတန်းကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းတော့အခီးသွွားကိစ္စလေးတွေကြောင်းငွေကြီးနဲ့ပတ်သက်အထွတ်များတတ်ပင်မဲ့လို့ဘာမှတော့စိုးရိမ်စရာမရှိဘူးကြက်ကြက်တဲတဲခက်ခက်ခဲခဲမရှိဘူးသာသမိပညာရေးနဲ့ပတ်သက်လို့ရှိရင်စိတ်ရှမ်းသာစရာတည်င်းလေးတွေကြာရတတ်တယ်လို့ပညာရေးနဲ့ပတ်သက်ရင်အဲ စိတ်ချလက်ချာကိုပြောပြောရှင်းရှင်းနဲ့နေလို့ရမယ့်ကာလဖြစ်တဲ့အတွက်ပညာရေးကံကောင်းနေသောကာလဖြစ်တယ်။ခྱི་သွွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့ပြပါခྱི་သွွားမှာဆိုရင်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တယ်။အပြောပါခྱི་သွွားနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်တာမျိုးလေးတွေအလုံးနဲ့ပတ်သက်တာမျိုးလေးတွေတွားလို့ရတယ်။ဒါပေမဲ့ပြည်တွင်းခྱི་သွွားလေးတွေမှာဆိုရင်တော့အဂျီလန်းခྱི་နဲ့တွားတာမျိုးလေးတွေဟာအားသာကောင်းမှမယ်။လေချောင်းလန်းနဲ့ပတ်သက်ပြီးတွားတဲ့အခါမှာတတိထားရန်အတွက်တော့အနည်းငယ်လေး လို့ပါတယ်ခင်ဗျာကုန်းလန်းလို့ရေလန်းတို့ကစိုးရိမ်စရာဘာမှမရှိဘူးအဲလေလန်းကြောင့်နဲ့ပတ်သက်လာတဲ့အခါအထင်ငော်လေးတွေဆုံးချုံတာလက်မှတ်ဆုံးတာမျိုးလေးတွေအထင်ငော်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့သတိပြုရန်လိုအပ်ပါတယ်ခင်ဗျာအန်ဒီရကင်းစီရန်ခီးသွားတဲ့အခါမှာမိမိအိမ်ကမျက်စွာဖျားမှာအဲတောက်ရင်နှစ်ခွက်လူသွားတာမျိုးဖြစ်စီအကယ်၍မှာဒါကမှဟိုဟာဖြစ်တယ်ဆိုရင်ဘေးဘရာတွေဝေးရောက်လို့မိမိနေနဲ့လမ်းသွားနေဘရာကြော်ကလေးတွေအကြော်လေးတွေရောင်းတဲ့အခါမှာခလေးတွေကိုခွေးတွေကိုဒီလိုမျိုးလေးတွေကျွေးတာမျိုးဝေမျှတာမျိုးလေးတွေဟာဘေးဘရာတွေဝေးအောင်ဘရာကြော်လူတဲ့သဘောမျိုး ဖြစ်ပါတယ်လို့ထပ်လောင်းပြောကြားပြရစီထို့အပြင်မိတ်ဆွေတို့ဒီလတာဒီအပတ်တာတို့မှာမလနောက်ဆုံးပတ်တွင်မှာဆိုရင်ကန်နဲ့နဲစီသောຢာတွေစနေသားသမီးတွေနဲ့ပတ်သက်တာမျိုးစနေရက်တွေမှာလောက်တာမျိုးတွေကအားနေစီတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့29ရက်နဲ့30 31ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်သောအပတ်တာကာလအပိုင်းရှား ဖြစ်ပါတယ်ခင်ဗျာအဆုံးတက်လေးဒီမှာအကျိုးပေးသောအရာဟာအဝါရောင်မိုးပြာရောင်ဖြစ်ပါတယ်ပဋိဌာဆင်ញင်ရမယ့်အရာကတော့အနီရောင်ဖြစ်ပါတယ်မိษွေတို့ရဲ့အရာရာကိုကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါအရေးကြီးသောကိစ္စတွေအောင်မြင်စေရန်အတွက်ဆိုလို့ရှိရင်တော့နေထွက်တဲ့အရာကိုမျက်နှာမူပြီးအောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးသုံးချိန်អော်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုသွားပါမိษွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအရောင်းတွေအရောင်းထွက်စီဖို့အတွက်ဆိုရင်မိမိရဲ့ဘဲဘက်လက်ဘွားမှာအမွှေးနံတာလေးဖြန့်ပြီးတော့လက်ခုပ်ကလေးတီးပြီးရောင်းကောင်းပါစေဆိုလက်ခုပ်တီးလိုက်ရင်မိမိရဲ့ကုန်ပစ္စည်းရဲ့အရောင်းဝယ်တိုးတက်ပြီးအောင်မြင်လာပါလိမ့်မယ်ဒါဟာပြင်အဆက်စားအရာငွေ ကြီးအခက်ခဲတွေအဆင်ပြေမှုတွေအရရှိစေရအတွက်ဆိုရင်တဲ့မိမိရဲ့အဖေတို့မဟုတ်လင်ယောက်ျားတို့မဟုတ်အလုပ်အရှင်တို့မဟုတ်အမိမိတဲ့ကြီးခဲသူကိုအဲအဟိုလိုပြောရမလဲဟိုတောင်းမှန်တာမျိုးယူကျိုးသွားတာမျိုးတို့မဟုတ်လို့ရှိရင်တလေးတစားနဲ့တတိယအကြောင်းတာကြောင်းမှာအကြောင်းလေးတွေမေးပြီးတော့မှလုပ်ငန်းကိစ္စတွေကိုသွားပါဟာတဲ့ဒါဆိုရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့အကမျိုးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရအဆင်ပြေအောင်မြင်တိုးတက်စီရင် ဆုံးအတက်ပညာမကောင်းတဲ့ပညာတိုက်ခိုက်လေးတွေကြောင့်ပြူစာတိုက်ခိုက်တတ်တဲ့အတွက်အိမ်မဆိုးရင်မှန်ရင်တော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ဂျေဆုတမားလေဒါကတနင်္လာသားသမီးတွေမက်စလာနောက်ဆုံးအပတ်အတွက်ဖြစ်ပါတယ်ဆံငယ်မိတ်ဆွေတွေအားလုံးဗီဒီယိုမြင်ချင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတိရှာဝတ်အပ် Telegram မှာဆက်သွယ်နိုင်ပါတယ်